ထူးကားအက်ဆီဒန့်ဖြစ်တဲ့နေ့ကထူးရဲ့ကောင်းမမှာဒဏ်ရာဒဏ်ချက်တွေမရှိဘူး။အမေနာရီပို့တဲ့နေ့မှာပေါ်ပဲ့တဲ့ဒဏ်ရာတွေတွေ့ရတယ်တဲ့။ထူးနာရီပြေးပြီးရက်လက်ပြေးတဲ့အထိထူးကောင်မနဲ့အခရဲသီးဆိုတဲ့အကောင်နဲ့ကမြောက်တကောကထူးငါးပေးထားတဲ့အိမ်မှာအခုချိန်ဒီနေနေတုန်းတဲ့။ဒီဗီဒီယိုလေးကလိုင်းပေါ်မှာဝေဖန်မှုတွေအများများနေပြီးတော့စိတ်ဝင်စားစရာကောင်းလို့ တင်ဆက်ပေးလိုက်ပါရရှင်။ကျမနဲ့အတူကြည့်ဖို့ဖိတ်ခေါ်ပါရရှင်။ ားတိုက်မှုဖြစ်တဲ့နေ့ကကားတိုက်မှုမဖြစ်ခင်လေရောက်ပါတယ်ကားပေါ်မှာတယောက်ကျတော့ကြံခဲ့တယ်။နောက်ထူပေါ်ပဲကြံတဲ့တယောက်ကျတော့ကားတိုက်မှုဖြစ်တယ်။အကြံခဲ့တဲ့တယောက်ပြောတာကျတော့7မိနစ်လောက်ပဲရှိတယ်သူ့အိမ်နဲ့အဲအတွင်းမှာဖြစ်တာ။အဲအတွင်းမှာဖြစ်သွားတဲ့အရာယူကြံခဲ့တဲ့တယောက်ဘာမှသိမှာမဟုတ်ဘူး။ကြံတဲ့ကားကရှင်ဖြစ်တဲ့တယောက်ပဲသိမှာ။ကားကရှင်တယောက်ထဲမှာတယောက်ကျတော့ထူကွာထူကဆုံးသွားပြီ။ကြံတဲ့နေ့ရောက်ဖြစ်ကြောင်းအကုန်စင်သူတို့သိမှာပဲ။ အကြံနဲ့နေဟုတ်ထွက်မပြောဘဲနဲ့ဒီဒီဘဲရထွက်ထွက်ပြောနေရမဟုတ်သေးဘူးအစကနေလို့အစကလည်းနေလို့စီစီဆွဲထားကြရလားအဲ့လိုဖြစ်ဖြစ်လာဖို့ငါငါပြောချင်တာအဲ့ဒဲပဲမိတော့မယ်အဲ့လိုဖြစ်ဖို့နေလို့အစီစီဆွဲခဲ့ကြရလားကံကံရှိဖြစ်တဲ့နေရောက်ကြဘာမှထွက်မပြောဘဲနဲ့ဖြစ်ကြောင်းအကုန်စီကားတိုက်မှုစဖြစ်တဲ့အရာရို့မသိဘဲနဲ့မပါတဲ့လူကထွက်ပြောနေတာမဟုတ်သေးဘူးပြီးဒီဘဲကြီးတင်ထားတဲ့ဗီဒီယိုရှိရအခုထပ်တင်ထားဗီဒီယိုသူ PC ကို follow လာလောက်ထားလို့ စ္စည်းတွေ့ရတယ်ကွာအဲ့ဗီဒီယိုထဲမှာဆိုရင် तू ပြောတာမင်းတို့ပြောတဲ့စကားကြောင့် तू က तू ပြီးညင်လက်ထက်ခတ်တဲ့ဘဝကြီးမှာနေရအောင်လုပ်နေရလားပြီးရင်ဒီအမှုအစားနေပြန်ဆွဲထုတ်နေရလားဆို तू ပြောထားတယ်နော် तू ကဝိညာဉ်ဘဝကြီးနဲ့လက်ထက်ခတ်ပြီးနေရလားအောင်ကပြမှုကြီးကြီးမားမားလှုပ်ထားပြီးတော့ထောက်ထဲမှာနေရလို့တက်တမ်းမစိဘဲနဲ့ပေသွားတဲ့ဝိညာဉ်ပြန်ချုပ်ထားရတဲ့ရာဇဝတ်ကောင်ကြီးမဟုတ်ဘူးအပြစ်ကြီးကြီးမားမားလှုပ်ထားတဲ့လူလည်းမဟုတ်ဘူး เนาะပြီးနောက်တစ်ခုအမှုအစားနေဆွဲထုတ်နေလားအစားနေဆွဲထုတ်မှပဲအဲမူကဖြစ်မှာပုံပါလေကံကရှိဟိုအစားနေအမှုဆွဲထုတ်နေရလားလို့ပြောလဲပြောပြောရဲတယ်ပြီးကံကရှိဖြစ်တဲ့ဟိုနှကောင်ကလည်းဘာမှထွက်မပြောအဲအမှုကနေသူတို့သူ့ချစ်တဲ့ fan တွေအကုန်လုံးကအမှုကနေအစားနေဆွဲထုတ်နေရဖြစ်တယ်လားမဖြစ်သင့်ဘူးလားဖြစ်တဲ့ပြီးပြီးသူပြောတာရှိတယ်သူနဲ့ခင်တာနှစ်လကွာသူနဲ့ခင်တာနှစ်လဒါပေမဲ့သူပြောတဲ့စကားထဲမှာ ထူဖြစ်စေခြင်းတဲ့အရာတွေ तू တည်တယ်။အေးတကယ်လို့အခုထူဆုံးသွားပြီ။ तू ဖြစ်စေခြင်းတဲ့အရာတွေအကုန်လုံးထဲမှာမှာ तू အဲ့နေ့ကဘလို့ပုံတွေဖြစ်ခဲ့လဲဘလို့ပုံစံဖြစ်ခဲ့လဲဆိုတာ။ तू အမေဖြစ်တဲ့သူကို तू ပြောပြချင်မှာပဲ။အဲ့ဖြစ်တဲ့အရာတွေအကုန်လုံးထဲမှာတခုအပောင်ပဲဖြစ်လိုက်မယ်။ပြောပြချင်မှာပဲ။တကယ်လို့နေဟောဖြစ်ဖြစ်တယ်ဆိုရင်နေလုတ်ပေးနိုင်တယ်ဆိုရင်နေဟောနှကောင်သွားပြီးနေလုတ်ပေးလေ။နေလုတ်ပေး။နေလုတ်မပေးနိုင်ပဲနဲ့လိုက်ပေါ်မှာပြအားချောင်းနေနဲ့။ပြီးထူးဖန်နေလာပြောတဲ့အရာကိုလည်း तू မခံနိုင်ဘူး။ လာပြီးတော့အာအာမချောက်ခိုင်းအာမချောက်ခိုင်းစီချီနေလုတ်ပြလိုက်လေခုနကောင်တော့ပြနေလုတ်ပြလိုက်ပါလားဟမ်အရန်တော့နေတို့ကျူတင်ကြံစီထားရတလားတော့အောင်းမေးရတယ်ခုနကောင်လည်းဒီတိုင်းပေနေရလားမသိထူးထူးပေတဲ့နေရမှာလေသူတို့ဖြစ်သွားရမှာတကယ်ဟယ်လိုပစ္စည်းညနေထူးအကြောင်းလေးတစောတစလေးနည်းနည်းလာပြီးပြောသမားရှိတယ်ဆိုပြီးတော့ပစ္စည်းကိုပြောထားပါတော့အဲ့တော့ အဲအကြောင်းနဲ့ပတ်သက်ပြီးပြီးစီညနေကလေးပြောပြခြင်းနဲ့အခုမှအဲ့ဒီပြန်ရောက်လို့ပြီးစီအခုပြောပြမယ်သူလာရေးထားတာ two cars accident ဖြစ်တဲ့နေ့က two ရဲ့ကောင်းမမှာဒဏ်ရာဒဏ်ချက်တွေမရှိဘူးဒါပေမဲ့နာရေးပို့တဲ့နေ့မှပေါ်ပဲ့တဲ့ဒဏ်ရာတွေတွေ့ရတယ်တဲ့အဲ two တငယ်ကြီးစုတငယ်ကြီးခင်ရသိစုတဲ့ကောင်းကမင်းညောက်ယူမင်းညောက်ယူဆိုသူတို့အထက်ဖက်ကခေါ်ရတာဟာပေါ့ပြီးစီကတော့နားမလည်မင်းညောက်ယူထိထားတယ်တဲ့၃ရောက်က two နေတဲ့အဲ့၃ရောက်ကကြတော့ two နေတဲ့ အခန်းမှာငားထားတဲ့မြောက်တကွာအိမ်မှာပေါ့နေရတပတ်ကျော်ပဲရှိသေးတယ်။တာကေတာခရမ်းသီးဆိုတဲ့အကောင်ရဲ့မိသားစုကသူ့သားအအမူးမှာအမူးပန်းမှာဆိုလို့ဆိုပြီးတော့မိသားစုလိုက်နာရေးမှာဟန်ပြလာကူညီပေးတာပေါ့ကွယ်။အဲ့လိုအဲ့လိုရေးထားတယ်။ပြီးအက်ဆီဒက်ဖြစ်တဲ့နေ့ကအဲ့ဒီနေ့ရောက်ကအဲလူနာတင်ကားပေါ့။အဲအပူလေးဆိုရင်လူနာတင်ကားလူနာတင်ကားတစည်းအရင်ရောက်လာတော့တဲ့။အဲ့နေ့ရောက်ကအတူတက်လိုက်သွားတယ်တဲ့။သူတို့နေ့ရောက်ကအရင်တက်လိုက်သွားတယ်။အဲ့တော့ အဲ့ဒီလူနာတက်ကနောက်တစ်စင်းနောက်တစ်စင်းနောက်တစ်စင်းလာမယ်ပေါ့ကွယ်နောက်တစ်စင်းလာမယ်ဆိုပြီးတော့ပြောပြီးတော့ထူထားခဲ့တယ်တဲ့ထူရဲ့ iPhone 16ကိုလည်း16ကိုလည်းမိသားစုကတောင်းတာလောကပြတ်မပေးဘူးတဲ့ထူရဲ့ကောင်မလောကပြတ်မပေးဘူးတဲ့ accident accident ဖြစ်ပြီးတော့နောက်တနေ့မှမှ accident ဖြစ်ပြီးနောက်တနေ့မှမှတာကီတာအဲကိုလာပြီးတော့ထူအဲလာပြီးတော့အာသွေးကျူးလာယူပါတယ်တဲ့ထူနိုင်ပြီးပြီးရက်လက်ပြီးတဲ့အထိတ် ထူးကောင်မနဲ့အခရဲတီးဆိုတဲ့အကောင်တွေကမြောက်တကောကထူးငါးပေးထားတဲ့အိမ်မှာအခုချိန်ဒီနေနေတုံးနဲ့တူတူနေနေကြတုံးပဲတဲ့ပစ္စည်းဟိုဟာဖြည့်ချင်တာအဲ့မှာနည်းနည်းတုံးတက်ချင်တာတော့ကွာ accident ဖြစ်တဲ့ထဲမှာအရန်အထိကိုက်ညားတာထူးအထူးအရင်မတင်ဘဲနဲ့ဘာဖြစ်လို့သူတို့နှစ်ယောက်ရေတက်လိုက်ွာလဲအဲ့ဒါတစ်ချက်ပြီးဒီဖုန်း ူရဲ့ဖုန်းကိုဘာဖြစ်လို့မိသားစုကပြန်တောင်းတာသူတို့ကဘာဖြစ်လို့မပေးရရလဲအဲ့ဒါတစ်ချက်နော်ပြီးဆေးရုပ်ဟိုခရဲသေးဆိုတဲ့အကောင်ဆေးရုပ်တင်ထားရလို့ပြောပြီးတော့ဘာဖြစ်လို့အခုချိန်ထိအဲထူငါပေးထားတဲ့အဲတိုက်ခမ်းမှာနေနေတုံးလဲအဲ့ဟာဆိုတန်တရားဝင်စရာအများကြီးပဲအရန်စဉ်းစားစရာဖြစ်သွားပြီနော် ဲ့တော့အခုရက်လဲလဲကြော်နေပြီဒင်းတို့ခုချိန်ဒီမှာဖြေရှင်းသေးဘူးဘာတွေကြံပြီးတော့ဘာတွေကြံစီထားလဲဘာတွေလှုပ်ထားနေလုံနေကြလဲဆိုတော့မသိကွာအဲ့ဒါပေမဲ့ဟိုအဲ့လိုဟိုကလေးပြောချင်းနေဆိုပစ္စည်းကိုချဲပေါင်းနေပစ္စည်းကိုလာပြီးတော့ပို့ပေးတာပစ္စည်းအကုန်ပြတ်ပြန်ပြီးတော့ဖက်ပြမယ်ငါတို့အခုသူသိသွားတဲ့အချိန်ထိအမန်တရားကိုပေါ်ဖို့ငါတို့ကအခုချိန်ထိရှိနေသေးတယ်နင့်လို့တော့လက်လျှော့လိုက်တဲ့ကောင်မှတော့မဟုတ်ဘူးသဘောပေါက် အော်ကျွန်တော်တို့ခုလောက်ပြောမှာနော်ညီလေးထုနဲ့ပတ်သက်လို့ပြောတာညီလေးထုอ่ะဆိုရှင်သူမှခန်းစားချက်အများကြီးရှိတယ်အဲ့ဒီအချိန်မှာအခုဆိုလို့ရှင်တင်မှာအောက်တန်းစားမီဒီယာတွေကဘာကြီးရှောက်မေးမှမသိတွေးမျက်လိုလိုက်မေးနေမင်းတို့မေးတာရယ်စောက်သူလေးဖြစ်နေသလားဘာဖြစ်လဲဟိုတကောင်ရှိသေးတယ်ပါလားသူလည်းတော့ခင်တော့ခင်ပါဘောနော်အရင်နဲ့ခင်ရတာဖြစ်မှာပါပြောလိုက်တဲ့စကားပါ तू ਨੇ ည9နာရီမှာတွေ့ရလို့ပြောအဲ့နေ့က မင်းတို့ည9နိုင်မှတွေ့စရာစောက်ကြောင်းလည်းမရှိဘူး။ငါနဲ့9နိုင်ကြီးအတူရှိခဲ့တာ။ည10နိုင်ကြီးရှိခဲ့တာ။ဗီဒီယိုလေးကိုကြည့်ပြီးသွားပြီဆိုတော့ကိုအတွေ့ကြုံကိုအမြင်ကိုခန်းစားချက်လေးတွေ comment မှာ ရေးခဲ့ပေးပါဦးနော်။နောက်ဗီဒီယိုမှာပြန်ဆုံတွေ့ကြပါမယ်ရှင်။